function wine လေးတော့နည်းနည်းလေးရှုပ်မယ်သူ function ကဒီစားလေးထိမ်းပြီးပြင်ဆင်နေရတယ်အဲ့ဒီဘိုင်းလေးအဆင်ပြေတယ်ဆိုရင်တော့ quality ကတော်တော်ကြီးကောင်းတယ်မင်္ဂလာပါမြတ်ကျွန်တော် power board electronic ကပါဗျာကျွန်တော်ဒီနေ့ site မှာရှိနေတဲ့ update battery နဲ့ inverter list လေးတွေကိုကျွန်တော်လိုက်ပြပေးခြင်းလို့ပါခင်ဗျာဟုတ်ကဲ့ဒါဆိုတော့ဒါကျွန်တော်တို့ Roman 48V 6kW ပေါ့နော်ဒါဒီကောင်လေးကအစ်စ်ရောက်တဲ့ကောင်လေးအဲသူက battery လက်ထွက်တယ်ပေါ့နော် ဒါ48 kW ဒါသူနဲ့တွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ CATL 51.2ကို320ရှိမယ်ပေါ့နော်အဲဒီ CATL ကတော့ဒါကျွန်တော်တို့အကုန်လုံးတော်တော်များများလဲဒါဈေးကွက်ထဲမှာတည်ထားပြီးသားဖြစ်တယ်ကျွန်တော်ဈေးနှုန်းသက်သာတယ်ပေးရတဲ့ဈေးနဲ့တန်တယ်ပေါ့နော် quality ကောင်းတယ်အမကန်လည်းကောင်းတယ်ဒါ CATL လေးရှိမယ်ပြီးတော့ဒါကျွန်တော်တို့က Sunny Solar Sunny Solar 48 volt 6.5ဒါကျွန်တော် 48V တန်းထဲမှာ kW နည်းနည်းများများလေးတုံးနေတယ်ဆိုတော့ဒါဒီကောင်လေးကိုရွေးပေါ့နော်သူကရေရို 6kW တည်းတယ်900လောက်ပို့တာမယ် 6.5ပါမယ်ပြီးတော့ Amagan နဲ့2 year fully ပေးထားတယ်ဒါကတော့ကျွန်တော် Bromman battery လေး51.2 volt 300 ah အထက်မှာ EV ဆက်ကိုတောင်းထားပေးတယ် life cycle 6000 Amagan 5 year fully ရမယ်ပေါ့နော်ဒါသူဆိုလို့ချင်းလဲဒါဒီချိန်မှာကျွန်တော်တို့58သိန်းနဲ့လုံးဝ discount ပေးထားရပေါ့နော်ဒါတော်တော်လေးတန်တယ်လို့ပြောရမယ်ဒါကတော့ဒါကျွန်တော်တို့နောက်ဆုံးအခုအစ်စ်ထပ်ထွက်ထားရတဲ့ Intel Intel 48 volt 6 kilowatt အဲကျွန်တော်တို့ဒီကောင်ဒီကောင်လေးနဲ့တွဲမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ Solivo battery ရှိမယ် Solivo 51.2 volt 300 AA ပေါ့နော်သူက life cycle 8000 DOD 90% Armagan fire fully fully running ပေးထားတယ်ပြီးတော့အထက်မှာ Hetian 314 cell ကိုတုံးထားပေးတယ်ပေါ့နော်အဲဒီကောင်လေးရှိမယ်ဒါပြီးတော့ကျွန်တော်ဒီကောင် less power less power less power ကျတော့48 volt 6 kW ပဲသူကကျတော့ function mic အရန်စုံတယ် အဲပြီးတော့ fan rise တွေပါတယ်ပြန်ထိန်းလို့ရမယ်ကျွန်တော်တို့ fan rise ကိုမကြိုက်တဲ့တတိယွယ်ဟိုတွေကလေးလေးရှိတဲ့အိမ်မမျိုးဆိုဒါသုံးနေတယ်ပေါ့နော်အဲဒါမဲ့သူက function line တွေတော့နည်းနည်းလေးရှုပ်မယ်သူ function ကတခြားလေးထိန်းပြီးပြန်စင်ပေးရတယ်အဲ့ဒီဘိုင်းလေးအဆင်ပြေတယ်ဆိုရင်နော် quality ကတော်တော်ကြီးကောင်းတယ်အဲဒီကောင်လေးဆို16သိန်း5000ဒါကတော့ဒါကျွန်တော်တို့ shutter စမ်း51.2 280h ဒါကသူက grade 2 battery ဖြစ်သွားပြီကျွန်တော်တို့အထဲမှာ CCS system သုံးထားပြီပေါ့နော်ကျွန်တော်ဒီအထဲမှာပါတဲ့16လုံးကိုကျွန်တော်တို့ cable တွေမသုံးတော့ဘဲနဲ့ ဆက်ကပြားနဲ့သူကတရိုက်ချိတ်ထားပေးတာဆက်ကပြားနဲ့တရိုက်ချိတ်ထားပေးတာဖြစ်တဲ့အတွက်သူကပို့ပြီးတော့အကျန်းပို့ခံတယ် long dance drop ပို့ပြီးအဆင်ပြေတယ် quality အရန်ကောင်းတယ်ပေါ့နော် battery အရောင်းတွေမှာသူက grade 2ဖြစ်သွားပြီ level မြင့်သွားပြီအဲ့ဒီကောင်လေးလည်းရှိမယ်ဒါပြီးတော့ဒါကျွန်တော်တို့ on on 48 volt 6.2 kW on 48 volt 6.2 kW ကကြတော့ဒါကျွန်တော်တို့ပုံမှန်3.5တွေလည်းထွက်တယ်3.6လည်းထွက်တယ်4.2လည်းထွက်တယ်ပေါ့နော်ဒါဒီကောင်လေးကတော့6.2ဒီ on ဆိုလည်းတော်တော် function ကောင်းတယ်တော်မှာပါတယ် f filter နှစ်ထပ်နဲ့ အဲ့ fit တာနှစ်ထပ်နဲ့ပြီးတော့သူ့ရဲ့အားသာချက်ကကြာတော့ fan rise တွေပါအဲ့လောက်ပြင်းပြင်းထန်ထန်တိတ်မရှိဘူးဒါတော့ကျွန်တော် cheese battery ပေါ့နော်ဒီ cheese လေးလေဒါကျွန်တော်အလုံး50 60လောက်ရောင်းမိပါ යි အဲ့တော့တစ်လုံးမှပြန်မလာသေးတဲ့ကောင်လေး quality တော်တော်ကြီးအဆင်ပြေတယ်ပေါ့နော်ဒါကတော့ဒါကျွန်တော် kilowatt အကြီးတွေ on 48 volt 11 kilowatt ဒါကျွန်တော်အဲလုပ်ငန်းသုံးနေဒီ made design နေ beauty salon နေ power ကြီးကြီးသုံးနေတဲ့လူတွေမျိုးဆိုဒီကောင်လေးတန်တယ် ဒါ full day ပို့11 kW ကိုမှာကျွန်တော်တို့28သိန်းပဲရှိမယ်ဒါကျွန်တော် discount ပေးရတာပေါ့နော် original ဈေးက330ဒီကောင်လေးရှိမယ် Amazon 2 year fully ပေးရဒါကတော့ prime ဒါ prime က Australian invention လာကျွန်တော် Australia technology နဲ့ထုတ်တာပေါ့နော်ဒါဒီကောင်လေးရှိမယ်ဒါဒီကောင်က51.2ပို့300 level 4ပဲပေါ့နော်အဲဒါကြာကြာ prime ထုတ်ထားတဲ့ကောင် chassis G6 battery inverter ကျွန်တော်တို့48 volt 6 kW အဲသူရဲ့အားသာချက်ကကြတော့သူကဒီ kW မတူတဲ့နှလုံးချင်းချင်း parallel တွဲလို့ရမယ် battery ကိုလည်းအမျိုးအစားမတူဘဲနဲ့ parallel တွဲလို့ရမယ်ပြီးတော့သူကဒီ6 kW ထဲမှာချက်ချပါပါ low frequency point တိုင်းနဲ့အဲတော်တော်များက high frequency circuit တိုင်းနဲ့လာပါတော့သူက low frequency လာမယ်ပြီးတော့ function ဘိုင်းအရန်စုံနဲ့နောက်ကနေ heat sink type fan type မဟုတ်ဘူးဒီကောင်က ါသူဆိုလဲ quality အမြင့်ထဲမှာပါတယ်ဗျာဒါကတော့ဒါကျွန်တော်တို့လက်ရှိ market ထဲမှာနာမည်ရတာပြီးသားဒီပစ္စည်းရောက်တာလဲကြာပြီဖြစ်တယ် market ထဲမှာဒါနေရာတစ်ခုရနေဖြစ်တယ် top top 50 on my to go 300အဲဒီကောင်းဆိုလို့ရှိရင် bluetooth ပါမယ် wifi ပါမယ်အထဲမှာ rpd grade new set ကိုသုံးထားပေးတယ်ဗောနော်ဒါဒီကောင်းလေးလည်းရှိမယ်ဒီကောင်းလေးဆိုလို့ရှိရင်အဲ62ကိုသိန်းဒါကျွန်တော် discount ပေးတာ82သိန်းရနေပြီ62ကိုသိန်းဒါဒီကောင်းလေးရကြတော့ ဒီရဲဒီရဲ12 kW ဒီရဲကတော့အားလုံးသိတဲ့အတိုင်းပဲဒါ quality brand ပေါ့နော်ဒီရဲ12 kW ဒီကျွန်တော်တို့ Hisense တိုက် Hisense တိုက်ကိုဒါကျွန်တော်တို့လက်ရှိ85တင်းရှိမယ် kW ကြီးကြီးသုံးနေတယ်ဒီအာမခံ9နဲ့ fully ကိုလည်းသဘောကျတယ်ဆိုရင်တော့ဒါဒီကောင်လေးရှိမယ်ဒါကတော့ shutter zen shutter zen 51.2V 300 IG1 ဒါဒီကောင်လေးကတော့ RPD cell ကိုပဲတုံးထားပြီးတယ်အဲ69သိန်း top နဲ့အတူတူပဲသူ့မူရင်းဆေးကလည်း82သိန်းပေါ့နော် အဲဒါကတော့ဒါအားလုံးတည်ကြလိုက်တာ grow up grow up 6 kW grow up 6 kW လေးတယ်ကျွန်တော်ဒီမှာရှိမယ်ဒါလိုအပ်တယ်ဆိုလို့ချင်းဒီ grow up လေးလည်းမမပေးလို့ရအောင်နော် grow up အကြောင်းကတော့အားလုံးတည်ပြီးသားဆိုတော့ကျွန်တော်ဂျက်တွန်းတော့ပြောတော့ဘူးဒါ evidosan evidosan 51.2V တောင်းရန် G3 battery ဒီကောင်လေးလည်းရှိမယ်အမကန် 5year fully ပေးတာဒါလေးကတော့ကျွန်တော်ဒီရဲဒီရဲတရားကျွန်တော်တို့လောက်များတိတ်မတုံးနေသေးဘူးလက်ရှိမှာအမတော်လည်း power အကြီးလိုချင်တယ်ပြီးတော့ ဆိုလာကိုလည်းမများဥစားပေးပြီးသုံးမယ်ဆိုတော့အလုံယုံဆက်ယုံမှားတွေအတွက်ဒါဒီကောင် TF Fudo Mind 2ဘို100လေးရှိမယ်သူကလက်ရှိဒီကောင်လေးနဲ့သုံးမယ်သုံးပြီးတော့နောက်လိုဝဲလို့ရှိရင်100 100တွေထပ်တိုးဝိုင်းပေါ့နော်ဒါလုပ်ငန်းသုံးအတွက်ဒီကောင်အရန်ဆင်ပြေဒါကျွန်တော်ကီလိုဝက်အကြီးပိုင်းနေပေါ့ဒါကဒါကျွန်တော်တို့အသေးပိုင်းနေမှာဆိုလို့ရှိရင်ဒီကောင်ရှိမယ် Shutter Zen Shutter Zen ကျွန်တော်တို့တွဲဖို့1.5 kW Amagan 2 year 1+1 ပေးရတယ် Solar 58 5W 3ချက်ထိထည့်လို့ရမှာလားတွဲဖို့တယ်မှာဒီကောင်ပါဝါအကြီးဆုံးပဲ Solar ရော AC output power ပေါ့နော်အဲဒီကောင်လေးရှိမှာဒါကတော့ဒါသူနဲ့တွဲမဲ့ shutter sand 12.8 volt တရတရ live volt battery လေးပေါ့နော်ဒီကောင်လေးဆိုရင်တော့ Amazon Fire 3 plus 2ပေးထားတယ် Bluetooth function ပါမယ် display ပါမယ်ဒါကတော့ဒါ Sandy Solar Sandy Solar 12.8 volt 300 12 volt 300ဒါသူနဲ့12 V 3မယ်အဲ Sunny Solar 12 volt 1.5 kW အဲကောင်လေးရှိမယ်ဒါသူက1 set ပေါ့နော်အဲပြီးတော့နောက်ကျွန်တော်ဘယ်ကောင်လေးရှိမလဲဆိုတော့ top ရှိမယ် top 12.8 volt 300 အဲဒါတန်ပုံးပေါ့နော်မက်ဒယ်ဘော်ဒီနဲ့အရင်တော့ကဒီကောင်နဲ့ကော်ပုံးနေလဲလာတယ်ဒါနောက်ပိုင်းတန်ပုံးဖြစ်သွားပြီဘိန်းပါမယ်တန်ပုံးဖြစ်သွားတယ်ပြီးတော့ပို့ပြီးပို့အားတာလာတာကသူကအရင်တော့ကဒီတန်ပုံးမှာသူက bluetooth မပါဘူးအခုက bluetooth ပါပါလာပြီဒါဒီကောင်လေးရှိမယ်အဲပြီးတော့ဒါကျွန်တော်တို့ roman roman 24ကို3.5 kW ဒါ design ဘိုင်းကအရင်အဆင်ပြေတယ် design ဘိုင်းက quality ဘိုင်းဟောပေါ့နော်သူကဘေးနောက်မှာ fit တိုင်းကိုတက်တက်ရက်လှုပ်ထားပေးတယ်ကျွန်တော်တို့ solar panel work ကိုလည်းသူက1900လိလက်ခံတယ်ဘာငါတော့ဒီလက်ခံတော့ကျွန်တော်တို့ဒီ24ဘို့ inverter တစ်လုံးကအရင်တော့ကအများဆုံးတက်လို့ရရင်55ဝက်5 60 6ချက်လောက်ဒီပဲရရမှာเนาะဒီကောင်7ချက်လောက်ဒီလက်ခံနိုင်တယ်ဒါသူရဲ့အားသာချက်ပေါ့เนาะ7ချက်လောက်ဒီလက်ခံနိုင်မယ်ပြီးတော့ tweer fully pay ရမယ်အဲ function ဘိုင်းစုံတယ် design လေးအမြင်ဆန်းတယ်လှတယ်ပေါ့เนาะဒါဒီကောင်လေးရှိမယ်ပြီးတော့ဒါဒီကောင်ကျတော့ shutter zen ဒါကတော့ old brand တွေပေါ့ shutter zen ဒါ marketer မှာတည်ထားပြီးသား brand တွေ shutter zen 25.6ပေါ့ တောင်းရလေအဒီကောင်လေးလည်းရှိမယ်ဒီကောင်လေးဆိုလို့ကြည့်လို့ရှိရင်ဒါကျွန်တော်အမိုင်ကန်5 year ကို3 plus 2ပေးထားတယ်ပေါ့နော်ဒါကတော့သူနဲ့ shutter sound 1 set လေးတွဲဖို့24ဖို့315 kW အဲသူကတော့အမိုင်ကန်2 year ပေးတယ်1 plus 1ပေးထားတယ်ပေါ့ဒါ shutter sound 1 set လေးယူခြင်းလည်းရတယ်ဒါကတော့ shutter sound ကတော့တော်တော်များများကြိုက်ကြတဲ့အတွဲပေါ့နော်ကျွန်တော်လည်းတော်တော်များများဆင်ပေးရတယ်သူ1 set လေးဆိုတော့ BMS ကအရင်ဆင်ပြေးဒါတော့ roman တွေကနေပြီးတော့အစ်စ်ထပ်ထွက်တယ်4.2 24ဘိုးထဲမှာ4.2လာတာလည်းရှားတယ် မှကျွန်တော် brand တစ်မျိုးနှစ်မျိုးပဲရှိသေးရပေါ့နော်ကီလိုကကြီးကြီးသုံးလုံးရတယ်4.2ဆိုတော့အဲဒီကောင်လေးရှိမယ်ဒီကောင်လေးဆိုလဲ solar panel ဝက်က9000ဒီပါတဲ့အတွက်ကျွန်တော်တို့ထည့်မယ်ဆိုလို့ချင်း solar ကို85ဝက်8ချက်လောက်ဒီထည့်လို့ရတယ်ဒါကတော့ဒါကကျွန်တော်တို့ site မှာရှိတဲ့ update ပစ္စည်းလေးပေါ့နော်ဟုတ်ကဲ့အားလုံးမကြည့်တင်ပါနဲ့